ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တီလဝါနေရေလဲကြောင်တန်းကိုသွားမှာပေါ့နော်အင်းတီလဝါနေ30စီစီပြီးတော့အောင်ရှန်းသာသွားမှာနော်အောင်ရှန်းသာမှာကျွန်တော် KD ဘာကြီးရှိုင်းနေပေါ့ဗျာလေ KD ဘာကြီးရှိုင်းပြီးတော့129ခုနဲ့ရေလဲကြောင်တန်းအောင်သွားတယ်ပေါ့နော်ရေလဲကြောင်တန်းကိုရောက်တဲ့ကားတွေက33ရှိမယ်65ရှိမယ်128ရှိမယ်ပေါ့နော် ကျွန်တော်အခုသွားမယ်ကြိုက်မဝင်ရေးလေဖျားအောင်နော်ရေဘလောက်ကြည့်ကြည့်ဗျာရေမလန့်မှုနိုင်ဘူးပြီးတော့ဖျားရှင်ဓာတ်တော်ဆန်တော်တွေကိုထာမနာထားတဲ့တကူကြီးမားတဲ့ဖျားလေးဖြစ်တယ်ဗျာပြီးတော့ရန်ကုန်မြို့လက်သက်အလေကောင်မှာထူးခြားတည်ထားတဲ့ရှေးဟောသမိုင်းဝင်ဖျားကြီးလေးဖြစ်တယ်ဗျာဒါပေါ့နော်ဖျားရဲ့မဟုတ်ဘူးပေါ့စောင့်နေတော့ဝင်ရှိပြအောင်နော်စောက်လက်စားပဲရှိပြအောင်အဲအခုဆိုရင်တော့ကျွန်တော်ရေလေဖျားအောင်နော်လေနဲ့သွားတော့မှာဖြစ်ပါတယ် ရေကြောက်တဲ့တွေတွေကမသေးပါဘူးเนาะကျွန်တော်ကတော့လေစီးရမယ်ဆိုတော့နည်းနည်းရင်ခုန်နေကြကျွန်တော်တို့လေစီးမယ်ဆိုရင်ပေါ့နော်အဲဖျားပေါ်မှာလေမစီးရင်လက်မဝယ်ပြီးတော့လဲအောက်မှာစီးလို့ရပြီဗျာဒါမှမဟုတ်လဲလေပေါ်ရောက်မှပဲလက်မဝယ်လို့လဲရရပေါ့နော်ကျွန်တော်ကတော့လေပေါ်ရောက်မှပဲဝယ်ပြီးစီးလိုက်တယ်ပေါ့နော် Hello ရှိုင်းသူဘလော့ကနေကြိုဆိုပါတယ်။ဗီဒီယိုလေးကိုစမ်းမကြည့်ခင် page လေးကို like and follow လေးလုပ်ပေးကြပါဦးဗျ။အဲထုံးစံတိုင်းကကျွန်တော်တော့လေပေါ်ရောက်တာနဲ့ delivery လေးပန်းပို့လေးပါလေးကြည့်လေကြီးလေးပါလေးခံပါဗျာ။음ကျွန်တော်သွားရနေရပါတော့မိုးလည်းမရဘူးနေလည်းမပူဘူးဒီလိုလေးပဲပေါ့မိုးအိုးလေးနဲ့သွားဟုတ်လာလေးကောင်းလေးနေသင့်နေလေးပေါ့အခုဆိုဖျားပေါ်ရောက်ပြီပေါ့နော်အဲအားလုံးပဲဘူးဒုဒရရအောင်လို့ပေါ့နော် ကျွန်တော်ဖျားရဲ့တမိုင်းကြောင်းလေးနည်းနည်းလေးရှင်းပြပေးမှာပေါ့နော်ဒီဖျားပေါ့နော်ရန်ကုန်မြစ်ရဲ့မြစ်လက်သက်ဖြစ်တဲ့မော်မြစ်အတွင်းမှာရှိတဲ့ကျုံးငယ်တစ်ခုမှာတည်ရှိတယ်ပေါ့နော်ပြီးတော့မြစ်ဆာဖျားရဲ့တက်တော်မူတော်တွေကိုထားသွင်းပြီးတည်ထားတဲ့ဖျားလေးဖြစ်ပြီးတော့ကြိုက်မဝင်ရေးလေစီတော်ကြီးမှာစမ်းကျင်လွန်လာတဲ့ဖြစ်တုကလက်ရာတွေလက်ပတ်တည့်ရလွန်လာတဲ့ဖြစ်တုကလက်ရာတွေများစွာရှိပြီးညီမလေးမျိုးတို့ရဲ့ဗုဒ္ဓဘာသာလက်မှုပညာတွေကိုလေ့လာနိုင်ပါတယ်ဖျားရဲ့တမိုင်းကြောင်းအနေနဲ့ပါနော် ဖျားယူ300စုမှာဘရင်ဘောကတေနာမင်းကတည်ထားခဲ့ပါတယ်။သာသနာနဲ့235ခုနှစ်မှာတော့ပါရနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့ပြီးထီနန်းစူးစံခဲ့ပါတယ်။ဘောကတေနာမင်းကြီးဟာဆရာရည်သိပေးရလာတဲ့ဖျားရှင်ရဲ့စံတော်နဲ့တက်တော်တွေကိုထာမနာပြီးဖျားတဲ့ဖို့ကြိုးစားခဲ့ပါတယ်။တာနာတက်ကြရဲ့238ခုနှစ်မှာတော့ဆရာရည်သိညွှန်ပြရေးဆွဲပေးခဲ့တဲ့ကြောက်ကုံပေါ်မှာဇေဒီတော်9000ရှိတဲ့ကြိုင်မောကညော့စီတော်ကို စတင်တည်ထောင်ခဲ့ပါတယ်။ဘောဂသင်္ကန်းနမင်းကနေဆယ်ဆင်းမြောက်ဖြစ်တဲ့တွတ်တနာကမင်းကြီးလက်ထက်မှာတီယိုဘီရင်ထံကနေလက်ဆောင်ပန္နာအဖြစ်ရရှိခဲ့တဲ့စံတော်တစုဓာတ်တော်29စုကိုရွှေကျုံငွေကျုပ်တွေမှာတည်ပြီးတီးလင်ကန်ကကြွက်လာတဲ့ရန်နာအရှင်သူမြတ်၈ပါးမိချားချင်းနဲ့အညီမူလစေရီတော်မှာဌာမနာခဲ့ပြီးတည်ထောင်ကိုယ်ခဲ့ပါတယ်။ပြီးတော့ဗောနော်ဒေယံ၃ရက်ပြည့်လို့ကပြုပြင်ပြီးတော့တိဆောက်ခဲ့ပါတယ်။ ထိတ်တန့်သုံးချက်တွေမှာတိရှက်နေနဲ့ဇေရောရင်မြင့်တို့ကိုရေမလွှမ်းမှုနိုင်စေသည်နှစ်ရှက်နေနဲ့လာမြရန်ရှင်တို့လူအပေါင်းရင်းမြင့်ပေါ်မှာနေလောက်စေသည်သုံးရှက်နေနဲ့ဇေဒီကိုပြုပြင်လူတန်းသူသည် ပြစ်ဆုံးပန်နိုင်ပင်လောကီစီဝါတိုးတက်ပါစေသည်ဟု၍ထိတ်တန့်သုံးချက်ကိုပြုလုပ်ကတည်ထားကိုယ်ခဲ့ပါတယ်အဲလိုနဲ့ကောစာတက်ဂရက်1290ခုနှစ်မှာအမိတော်ရရှင်နေဥပဒွန်ရဲ့ဇနီးဒေါ်တက်တက်အိမ်မက်အရာ ရေလေကနေကုန်းပေါ်ရောက်လာတဲ့ညံတော်ခရဏောင်ရှိတဲ့ဇေဒီပြက်တွေကိုညံတော်34တောင် မုတ်၄ဆင့်ပါတဲ့ဇေဒီကိုပြုတ်လုပြီးမူလဇေဒီတော်ကိုငုံကတီထားကိုဝဲခဲ့ပြီးစိုက်မော်ဝင်ဇေဒီတော်လို့တီထားကိုဝဲခဲ့ပါတယ်။စိုက်မော်ဝင်ရေလေဖျားကြီးရဲ့ထူးခြားချက်အနေနဲ့ပါနော်ဒိဋ္ဌန်သုံးချက်နဲ့ညီတိရှိအနေနဲ့ပေါ့ဇေဒီတော်ရဲ့ရှင်မြေတော်ကိုရေဘယ်တော့မှမလွှမ်းဘူးနော်။နှိရှက်အနေနဲ့ရှင်မြေတော်ကအနှဲငယ်ချင်းပဲမြင်မယ် လာနေမြရန်ရှင်လူလူပေါင်းရေမြော်မှာနေတော့တယ်ပေါ့နော်ဖျားဖို့ရာသီခွင်နေမှာတော့လူတွေဘလောက်စီကားနေပါသေးရေမြေတော့မှလူတွေပြည့်ချက်သွားခြင်းဆိုတာလုံးဝမရှိပါဘူးတုံးချက်အနေနဲ့ဇေယတော်ကြီးကိုပြုပြင်လူထမ်းသူတည်ပြစ်ဆုံးပန်နိုင်ပြီးလောကီစီးပွားတိုးတက်နိုင်စေရပေါ့နော်ဒါကြောင့်ဈေးမဝင်ဇေယတော်ကြီးကိုလာရောက်ဖူးမြော်စေခြင်းပါတယ် ဒါကတော့ကျွန်တော်လေးပေါ်မှာဖြတ်ခဲ့တဲ့လေးစီးလက်မှတ်လေးပေါ့နော်အသွားပြောင်းမှာ3000ပဲကြာတယ်ပေါ့နော်အမ်အခုဆိုကျွန်တော်ကဖျားလဲဖူးဝိုင်းဆိုပါဗျာဒီမိုးရှိကနေလေးကိုစောင့်နေပေါ့ဗျာအမ်ဆိုတော့လက်မှတ်လေးခြင်ပြီးတော့ပါဗျာဒီညရတော့ကျွန်တော်အရင်ကြိုက်တဲ့ရှုခင်းလေးပေါ့နော် ီနားလေးမှာကျွန်တော်အသက်ဝါလေးရှူပြီးတော့မျိုးပြရဲ့ဝန်ချက်မှုတွေကိုရှူထုတ်လိုက်တယ်ပေါ့ဗျာကိုလိုမာတို့လည်းမျိုးပြရဲ့ဝန်ချက်မှုတွေကိုတတင်းကဖြေပြောက်ကဒီကြိုက်မှုဝင်ရေလေပြားကြီးကိုလည်းရောက်ဖို့မျှော်ရင်းစိတ်ပန်းဖြေကုသိုလ်ယူနိုင်ပါတယ် ကဲခုဆိုရင်တော့ကျွန်တော်စောင့်နေတဲ့ဆက်လေးလေးရောက်လာပြီဆိုတော့ကျွန်တော်ပြန်လာတော့မယ်နော်ထုံးစံတိုင်းလေပေါ်ရောက်လာနဲ့တဖမ်းပြီဗျာ

ပြီးတော့ဘိုင်လဲစာနေပြီဆိုတော့ဒီနောက်မှာရှိတဲ့ထက်ဆိုတဲ့ထမင်းဆိုင်တွေမှာကျွန်တော်ထမင်းစားခဲ့တယ်ပေါ့ဗျာပစုံနဲ့တပွဲကိုစားခဲ့တာတပေါင်းလောက်ကြာပါတယ်ပေါ့ဗျာစားလို့တော့လည်းပြောပါပြီဆိုတော့ဒီနောက်မှာရှိတဲ့ကြောက်တဲ့မျိုးမဆေးလေးကိုရှောက်ပြီးတော့လဲခဲ့တယ်ပေါ့ဗျာဟိုကြည့်တီကြည့်ပေါ့ ကိုရောမတို့လည်းဒီကြိုက်မဝင်ရေလေဖျားရင်နဲ့ကြောက်တမ်းမျိုးလေးမှာအမတ်တရားတွေများစွာရှိခဲ့ရင်လည်းအောက်ကကွန်မန်တီထဲမှာဝင်မြပေးနိုင်ပါလေကဲရှောက်လို့လည်းပြီဖျားလည်းဖူးသွားပြီဆိုတော့နောက်ဆုံးကျွန်တော်ပြန်မာတော့မယ်ဗျာအားလုံးပဲတက်တာပါ